ားအလုံးပဲမင်္ဂလာပါတီချက်ဇီလင်းဖြစ်ပါတယ်တီချက်ဒီနေ့ရှင်းပြပေးမှာကထက်ကိန်းရဲ့သဘောတရားများအဲ့တော့ထက်ကိန်းရဲ့သဘောတရားများကိုရှင်းမဲ့အချိန်မှာတီချက်ကအလဲတန်းများအတွက်လို့ဆိုလိုလိုက်မယ်အဲ့တော့အလဲတန်းကိုပြောတာဖြစ်တဲ့အတွက်အဲ6တန်း8တန်း10တန်း9တန်းပေါ့နော်အကုန်လုံးနဲ့သက်ဆိုင်နေဒါမှမဟုတ်အထက်တန်းရောက်သွားပြီးတော့မှထက်ကိန်းနေရဲ့အကြောင်းထညွန်းနေရဲ့အကြောင်းကိုနားမလည်ရင်လည်းပြန်ပြီးတော့မှလေ့လာလို့ရတယ်အကုန်လုံးအတွက်ခြုံငုံပြီးတိကျရှင်းပြလိုက်တယ်ပေါ့အဲ့တော့ထက်ကိန်းရဲ့သဘောတရားများရဲ့ခေါင်းစဉ်အောက်မှာတိကျကထက်ကိန်းရဲ့ အစိပ်ပိုင်းတွေကိုစတင်မယ်အဲ့တော့ထက်ကိန်းကိုတီချေတို့ကပြောလိုက်ပြီဆိုလို့ရှိရင်တီချေတို့ကပါဝါဆိုတဲ့သက္ကလုံကိုသွားတတိရမယ်အဲအခြေရဲ့ကိန်းတစ်လုံးရယ်ပေါ့အဲဒီမှာတီချေနမူနာပြထားတယ်2 power 3အဲ့တော့2 power 3မှာ2ဒီအခြေ base လို့ခေါ်ပြီးတော့မှာ3ကိုတို့တွေက export နဲ့ဒါမှမဟုတ် power လို့တို့တွေကခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ထက်ကိန်းကိုပြောရင်အခြေပါရမယ်ထက်ညွန်းပါရမယ်အဲ့တော့ နောက်တစ်ခုထပ်ကိန်းရဲ့အတိတ်ပဲဒီမှာတီချေက2 power 3လို့ရေးထားတယ်အဲ့တော့2 power 3ဆိုတာကနှစ်ကိုတဲ့3ကမြောက်ထားတာအဲ့တော့ဒီမှာအချိန်မှရှိတဲ့နှစ်ဆိုတဲ့ကဏန်းလေးကိုဘယ်နှခါတော့မြောက်ထားရလဲ3ခါတော့မြောက်ထားတာအဲ့ဒါကိုဒီချေကဖြန့်ပြထားတယ်2 power 3 equal to 2 into 2 into 2ဆိုပြီးတော့ဖြန့်ပြထားတယ်အဲ့တော့ဖြန့်ပြီးွားရင်ဘာလို့ရမှာလဲမြောက်ပေးရမှာပေါ့နှစ်ကိုဘယ်နှခါမြောက်မှာလဲ3ခါမြောက်မှာနှစ်ကို3ခါမြောက်တော့နှစ်3လီမဟုတ်ဘူးเนาะနှစ်နယ်လီ4 4နယ်လီ ရှစ်ဆိုပြီးတော့မှထပ်ဆင်းထပ်ဆင်းနဲ့မြောက်သွားမှာအဖြေကရှစ်ရတယ်နောက်ထပ်ဂိမ်းတစ်လုံး5 power 2ကိုလည်းဒီချေပြထားတယ်5 power 2ဒီ5ကိုဘယ်နှခါဖြန့်တာလဲနှစ်ခါဖြန့်ထားတာဒါကြောင့်5မြောက်ကအဖြေဒီ25ရမယ်ဟုတ်ပြီနောက်တစ်ခု a power 4 a ကိုဘယ်နှခါရေးမြောက်မှာလဲ4ကမြောက်မှာအဲဒါကြောင့်မလို့ a ကိုဘယ်နှခါဖြန့်များတာလဲ4ကဖြန့်ပြထားတယ်ဟုတ်ပြီပြီးွားရင်ဒီချေက အရေးကြီးတဲ့ထက်ကိန်းဆိုင်ရာဥပဒေသားတွေကိုဒီချေကရှင်းပေးမယ်အဲ့တော့ဥပဒေသားဘယ်နှချက်ရှိလဲဆိုရင်အချုပ်အားဖြင့်9ခုရှိတယ်အဲ့တော့ဒီချေနံပါတ်1အခြေတူထက်ကိန်းများမြောက်ချင်းအဲ့တော့အခြေတူထက်ကိန်းများမြောက်ချင်းဆိုတာအခြေတူတဲ့ထက်ကိန်းတွေကိုမြောက်တဲ့အခါထန်ညုံးတွေကိုပေါင်းပေးရတယ်ဒီမှာဥမာတီချဲဘလိုရေးထားလဲဆိုရင် a power m into a power n အဲ့တော့ a power m နဲ့ a power n နဲ့မြောက်ထားတယ် အဲ့ဒီမှာဆိုရင်အခြေဖြစ်တဲ့ A တွေကတို့တွေတူနေကြတယ်ဒါကြောင့်ထညုံးနေဖြစ်တဲ့ M နဲ့ N နဲ့ကိုတို့တွေဘာလုပ်လဲပေါင်းပေးတယ်ထို့အဲ့အကြောင်းမလို့ A power M plus N အဲ့ဥမာအနေနဲ့ပြမယ်2 power 3 into 2 power 4အဲ့တော့အခြေတူနေတဲ့ဒူးတွေဖြစ်တဲ့အတွက်ဒူးတွေထန်ညုံးနေဖြစ်တဲ့3နဲ့4ကိုဘာလို့လဲပေါင်းတယ်2 power 3 plus 4 equal to 2 power 7 နားလည်မလားအဲ့ဆိုနံပါတ်2အခြေတူထပ်ကိန်းများစားတယ်တဲ့အဲ့တော့အခြေတူတဲ့ထပ်ကိန်းတွေကို စားတဲ့အခါထညိုးတွေကို တို့တွေကနှုတ်ပေးရတယ်ဒီမှာတစ်ချက်ရေးထားတယ် a power m divide by a power n အဲ့တော့အခြေတူတဲ့ထညိုးတွေကိုအခြေတူတဲ့ဘာလို့ထားလဲစားထားတယ်ဒါကြောင့်တို့တွေထညိုးတွေကိုနှုတ်ပေးရမယ်အစားရဲ့စက်ညင်ဘက်အနှုတ်ပေါ့အစားရဲ့နောက်လည်းဒီအနှုတ်ပေါ့အခြေတူတဲ့စားထားတဲ့ထညိုးတွေကိုနှုတ်ပေးရမယ်ဒါကြောင့် a power m minus m m နဲ့က n ကိုနှုတ်ပေးမယ်ဒီဘက်မှာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း a power m by a power n uh divide by နဲ့အပိုင်းလေးနဲ့အတူတူပဲဟုတ်လားအဲ့တော့ဘလို့ပဲဖြစ်ဖြစ်စားထားတာပဲဒါကြောင့်တို့တွေထညွန်းနေတယ်ဘာလို့ပေးလဲနှုတ်ပေးရတယ် number 3ထက်ကိန်းရဲ့ထက်ကိန်း power of a power ပေါ့အဲ့တော့ထက်ကိန်းတစ်ခုကိုထက်ကိန်းတစ်ခုထက်တင်တဲ့အခါတို့တွေထညွန်းအချင်းချင်းဘာလို့ပေးရလဲ မြောက်ပေးရတယ်ဒီမှာတွေ့လာဒီချက် Ebawa M ကိုမှထပ်ပြီးတော့မှထန်ညွှန်းပါတင်ထားတယ် and တင်ထားတယ် Ebawa M the whole power n ဒါကြောင့် m နဲ့ n နဲ့ပါလို့လဲမြောက်လိုက်တယ်ထန်ညွှန်းပေါ်ထန်ညွှန်းတင်ရင်ထန်ညွှန်းအချင်းချင်းမြောက်မယ် m into n အဲ့တော့ဒီလိုရေးလဲရရယ်เนาะ Ebawa M n ဟုတ်လားဒီမှာဒီချက်ကတော့အမြောက်တင်ငယ်ရလीပြထားတယ်အဲ့တော့ဥမာအနေနဲ့ပြောမယ်3 power 2 the whole power 3 equal to အဲ့တော့ ထညုံမထညုံတင်ထညုံချင်းနေမြောက်မယ်လို့ပြောတာဖြစ်တဲ့အတွက်2နဲ့3ကိုဒီချိန်မလုပ်လိုက်လဲမြောက်လိုက်တယ်2 into 3အဲ့တော့မြောက်လိုက်တော့အဖြေဒီ equal to 3 power 6နားလဲမလားကလေးတို့အဲ့ထက်ကိန်းကိန်းများမြောက်လိုက်ရဲ့ထက်ကိန်းမှာဆိုရင်ကိန်းများစာကိုမြောက်ထားတယ်မြောက်ပြီးတော့မှအဲ့ဒါကိုဘာလို့လဲထညုံတင်တဲ့အခါတို့တွေကကိန်းတစ်ခုချင်းစီကိုထညုံပြန်ပြီးတော့တင်လို့ရတယ်တဲ့ ဲ့တော့ဒီမှာဆိုရင်ဒီချက်ကလက်သေးခွင်းထဲမှာ AAP ရဲ့ကိန်းနှလုံးရှိတယ်အဲ့တော့ပုံမှာထညွန်းကိုသဘောပါဝါ M ဆိုပြီးတော့မှတင်ထားတာအဲ့ဒီတင်ထားတဲ့ထညွန်း M လေးက A နဲ့လည်းတက်ဆိုင်တယ်လို့ B နဲ့လည်းတက်ဆိုင်တယ်။ဒါကြောင့် A ပါဝါ M into B ပါဝါ M ဒါကြောင့်တော့ကိန်းပြန်ပြီးပါလို့လည်းပြန်ဖြန့်လိုက်တယ်။ထညွန်းကအကုန်လုံးကိုစုတင်ထားတာဖြစ်တဲ့အတွက်တို့တွေတစ်လုံးချင်းစီပြန်ဖြန့်လိုက်တယ်။အဲ့တော့အောက်မှာဥမာအနေနဲ့ 2x တဝပါဝါ3ဆိုပြီးဒီချဲကပြထားတယ်။ဒါကြောင့်မလို့ဒီမှာရှိတဲ့3လေးက2နဲ့လဲသက်ဆိုင်သလို x နဲ့လဲသက်ဆိုင်တယ်။တလုံးချင်းစီမှာပြန်ဖြန့်လိုက်တယ်။2ပါဝါ3 into x ပါဝါ3အဲ့တော့2ကို3နဲ့တင်မယ်။တင်ထားတယ်ဆိုတော့ဒီချဲတို့ကဖြန့်မယ်ဆိုရင်2 3တဲ့အဖြစ်က8ပေါ့2ကိုဘယ်နှခါမြောက်မှာလဲ3ကမြောက်မှာ2ပါဝါ3 8အဲ့တော့8ထည့်လိုက်တယ်8 power 3ကတော့8 power 3ပဲအဲ့တော့အဖြေဒီ8 8 power 3နားလဲမလားဟုတ်ပြီ number 5 ကိန်းကိန်းစားလိုက်ရဲ့ထက်ကိန်းနဲ့ဒီမှာကြတော့တို့တွေကိုအပိုင်းကိန်းလေးပေးထားတယ်အပိုင်းကိန်းကိုမှသဟုတ်ပါဝါ M လေးတင်ထားတာအဲ့လိုကိန်းမျိုးဆိုရင်လေဒီချေတို့ကကိန်းကိုမလုပ်ရမလဲပါဒီမှာပါထားတဲ့ထက်ညွန်းလေးက A နဲ့လည်းသက်ဆိုင်သလို B နဲ့လည်းသက်ဆိုင်နေကိန်းကိုပြန်ဖြန့်ပေးတာပေါ့အဲ့တော့ A by B သဟုတ်ပါဝါ M ပြန်ပြန်ဖြန့်လိုက်တယ် A power M by B power M မရဘူးလားအတူတူပဲเนาะအဲ့တော့ဥမာအနေနဲ့ဒီ share ကဒီမှာ h by 1 the whole power 4ဆိုပြီးပြထားတယ်အဲ့တော့ဒီမှာပါတဲ့ထညုံးလေးလေးက x နဲ့လည်းသက်ဆိုင်တယ်လို့ y နဲ့လည်းသက်ဆိုင်တယ်အဲ့ဒါလေးကိုဒီ share ကပြထားတယ်ဟုတ်ပြီနံပါတ်6တုံညာထညုံးနဲ့ခဏန်းထမမို့ကိန်းပြောင်းကိန်းပြောင်းလဲလာတဲ့ကိန်းလုံးတွေဘယ်ဟာကိုမဆိုထညုံးတုံညာတင်လို့ရှိရင်ဒီ share တို့ကတင့်နဲ့ညီမျှတယ်ဒါပေမဲ့ဒီ share တို့က a ကတော့တုံညာဖြစ်လို့ မရဘူးဟုတ်ပြီနော်အဲ့တော့အေးကတုံညဖြစ်လို့မရဘူးဆိုတော့တုံညကိုတုံညထက်တင်လို့မရဘူးလို့ပြောချင်တာအဲ့တော့အဲ့ဒါကိုကိန်းလို့လဲဒီချေတို့ကမတတ်မထားဘူးအဲ့တော့နမူနာအနေနဲ့ဒီချေပြထားတဲ့7 power 0အဲ့တော့ခုနှစ်ကိုတုံညတုံညထက်ညွန်တင်လို့ရှိရင်အဖေကဘာပဲရမှာလဲ1ခဏကောင်မဟုတ်ဘူး၈ကိုတင်နေ၁၀ကိုတင်၁၀ကိုတင်၁၀ကိုတင်နေဘယ်ကိန်းကိုပဲဖြစ်ပါဝါ၃ညဖြစ်ပြီဆိုတော့အဖြေပါပဲရမှာလဲ when ပဲရမှာဒီမှာဆိုရင်တို့တွေကမတိကိန်း xy အော်ဒီမှာဒီချက် o ဖြစ်နေတယ်အော် xy z ကလေးနဲ့ပြထားရဲဆိုပါစို့ xy z ကိုမှာတဟိုးပါဝါတုံညလေးတင်ထားတယ်ဆိုလို့ရှိရင်လည်းအဖြေကဘာပဲရရမှာလဲ1ပဲရရမှာဟုတ်ပြီနံပါတ်9အနှုတ်ထညုံအော်အနှုတ်ထညုံဆိုတာကအနှုတ်ထညုံမှာပါတဲ့ထက်ကိန်းတွေကို အပေါင်းထညုံအဖြစ်ပြောင်းလဲဖို့ဆိုရင်တို့တွေကဒီမှာပါနေတဲ့ a ပါဝါ minus n လေးကိုအပေါင်းဖြစ်ချင်တယ်ဆိုရင်ထညိုးလေးကိုအပေါင်းဖြစ်ချင်တယ်ဆိုရင်တို့တွေကဘာလုပ်ပေးရမှာလဲတက်ကိုထက်ကင်းရဲ့အပေါ်မှာထားပြီးတော့အပေါင်းထညိုးနဲ့ဘာလုပ်ပေးရမှာတို့တွေကစားပေးရမှာအဲ့တော့ပြောချင်တာကတူတူတုတ်ပြောမယ်ဆိုရင် a power minus m လေးကိုပျောက်ချင်ရင်ပိုင်းစီအောက်ကိုတွားဘသူ့ရဲ့အောက်ကိုလဲတရဲ့အောက်ကိုတွားဖြောင်းပြန်လှန်လိုက်တယ်ပေါ့အဲ့တော့ a power minus m equal to ဘာနဲ့တူလဲဆိုရင်1 a power m ထညိုး minus မလို့ချင်ဘယ်သွားမလဲပိုင်းစီကိုတွားမယ် ဘသူ့ကိုစားမလဲတစ်ကိုစားမယ်အဲ့လိုပါ1 by a power m အဲ့တော့ဥမာအနေနဲ့ပြထားတယ် a power uh, 4 power minus 2အဲ့တော့4ရဲ့အပေါ်မှာထန်ညွန်းကအနှုတ်ကလေးဖြစ်နေတယ်ဒီချေတို့အနှုတ်ကိုဖျောက်ချင်တယ်ဘာလုပ်လိုက်လဲတစ်ကြောင်ပြန်ခံလိုက်တယ်ပေါ့တစ်ရဲ့အောက်ကိုသွားလိုက်တယ်သွားလိုက်တဲ့အချိန်မှာဒီကျေတို့ထန်ညုံမှာဖြစ်သွားပြီလေလုံးဝပျောက်သွားပြီ1 by 4 square အဲ့တော့1 by 4 square equal to အဖြေဒီ1 by 60ပေါ့လေးနှစ်ထပ်ဒီလေးအမြောက် လေအဲ့တော့အဖြေဒီ16ဒီလောက်ဆိုရင်ထန်ညုံရဲ့သဘောတဘာဝတွေကိုနားလည်မယ်လို့ဒီချေကမျော်လင့်နေနောက်ထပ်နောက်ထပ်ဒီမှာလည်းဒီချေထန်ညုံနဲ့ဆိုင်တဲ့ဗီဒီယိုတွေကိုထပ်တင်ပေးအောင်မယ်အဲ့ဒါကကြတော့အတန်းလိုက် level အလိုက်ပေါ့နော်လောဆယ်ရတော့ဒါကအလဲတန်းနေအကုန်လုံးတော့ကိုရည်ညွှန်းပြီးတော့ဒီချေဒီချေကစုတင်ပေးလိုက်တာပါနားမလဲတဲ့ကလေးတွေရောနားလည်ပြီးသားကလေးတွေရောပြန်ကြည့်ပြီးတော့မှစာလေးပြန်နှွှေးလို့ရအောင်လို့ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါ